တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဂျွန်လ18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအစိုးရကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြုံတိုးမြို့မှာကြေးရွာများကိုစစ်ကြောင်းလာတဲ့စစ်ကောင်စီတပ်သားများကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ကြုံတိုးမြို့မှာကြေးရွာများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုများပြားကြောင်းဆွဲလို့ကော်လံပြန်လောစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ14ရက်နေ့မှာကြုံတိုးမြို့မှာတဆင့်နွားချံကိုရွာနဲ့အင်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တပ်မလေးလေးနဲ့တပ်မငန်းငါးမှစစ်ကောင်စီတပ်သားများပူးပေါင်းပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းဟာအင်အား150ခန့်နဲ့လက်နက်ကြီး drone များပါယူဆောင်လာပြီးစစ်ကြောင်းထိုးတက်လာခဲ့ကြောင်းသိရှိရပါတယ်။ ဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကိုပြန်လွှမ်းစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားပြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ90ဦးထက်မနည်းသိမ်းဆုံးခဲ့ပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကအကြံဖတ်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးအကောင်90ထက်မနည်းသိမ်းဆုံးပါတယ်။စစ်ကောင်စီကလက်နက်ကြီးတောက်လျှောက်ပစ်နေတာဖြစ်လို့ပြည်သူတွေအနေနဲ့ဘေးကင်းရာကိုရွှေ့ပြောင်းနေထိုင်ကြဖို့နဲ့ဝိုင်းဝန်းကူညီထောက်ပံ့ကြဖို့တိုက်တွန်းကြပါတယ်လို့ဆွဲလို့ကော်လံ ပြန်လောစစ်ကြောင်းမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်အကြံဖတ်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ဘေးလွတ်ရာကိုရှောင်တိတ်နေထိုင်ကြပါရန်နဲ့ပြန်လောစစ်ကြောင်းမှာစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုများကိုအနောက်ရှက်ပြူပြန်လဲတိုက်ခိုက်နိုင်ရန်နဲ့ရဲဘော်များရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်ရန်ဂျမ်းမာဝယ်ယူရေးကြိုးပမ်းလျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန်မြစ်တရရက်ခံကြောင်းဆွဲလို့ကော်လံပြန်လောစစ်ကြောင်းမှာတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ရန်ကုန်ပြည်လန်းစစ်ကွင်းတာဆုံတိုက်ပွဲမှာတာယာဝတီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဒုဗိုလ်မှူးကြီးဇော်မျိုးဝင်းနဲ့စစ်အင်ဂျင်နီယာဗိုလ်မှူးတဦးတို့တိတ်ဆုံမင်းလာမှာတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတိတ်ဆုံမှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လန်းဘေးစစ်ကွင်းတာဆုံတိုက်ပွဲမှာတာယာဝတီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းနဲ့ဗိုလ်မှူးတအူးတို့တိတ်ဆုံသွားကြောင်းစီရေးတရင်အစ်မြစ်ကပြောဆိုပါတယ် ယမန်နေ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့စစ်ကွင်းတာဇုံစစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာတာယာဝတီခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း DSTA အပတ်စဉ်9နဲ့အုပ်ပုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး DSTA အပတ်စဉ်17တို့တေဆုံသွားခဲ့ကြောင်းစစ်ရေးတရင်ရင့်မြစ်များကပြောဆိုပါတယ် တိုက်ပွဲအတွင်းအကြံဖတ်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်မျိုးပတ်မှာရှိတဲ့မင်္ဂလာဆောင်မှပြန်လာတဲ့ပြည်သူ၃ဦးကတိတ်ဆုံးခဲ့ပြီးရုပ်အလောင်းများကိုလက်ရှိအချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။တပြိုင်နက်တည်းယမန်နေ့ညနေ၄နာရီကျော်ခန့်အချိန်မှာလဲမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လန်းနဲ့ပဲခူးရုံးမှာအကြမ်းမှရှိတဲ့နေရာနှစ်ခုမှာလဲအကြံဖတ်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာကိုအကြံဖတ်စစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာခြင်းကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဖြစ်ပွားနေကြောင်းသိရှိရပါတယ် အလားတူယနေ့ဇွန်လ18ရက်နေ့နနက်2နာရီခန့်အချိန်မှာလဲမင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ဖားလီကွင်းမြောက်စုရွာကိုကြာရောက်ပောက်ကွဲခဲ့ပြီးအသက်80အရွယ်အငိမ့်စားကျောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးကြီးထိမှန်သိမ်းဆုံးခဲ့ကြောင်းတရွာထဲနေမက်ခိုင်တင်းကြီးဟာလဲ ပြင်းထန်တမ်းရရရှိခဲ့ကြောင်းသိရှိရပါတယ်။ယနေ့မွန်လွဲပိုင်းမှာမင်းလာမြို့နယ်လက်ဆက်ရွာမှပြည်သူပိုင်ဖောကားကိုချော့ဆွဲပြီးတာလေးရွာကိုရောက်ရှိလာတဲ့ပြူစောတိနဲ့တော်လန်ရီတပ်ဖွဲ့များထပ်မံတိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါတယ်။တိုက်ပွဲတွေကနေရာ၃ခုလောက်မှာဖြစ်နေတယ်။ဒီနေ့နနက်ပိုင်းလဲဆက်ဖြစ်နေတော့ပဲအခုထိမပြီးသေးဘူး။ရန်ကုန်ပြည်လန်းကိုလည်းပြည်သူတွေမသွားကြဖို့ပြောကျင်တယ်။စစ်ခွေးတွေကထိခိုက်သေးဆုံးမှုတော်တော်များတယ်။သေဆုံးတဲ့အထက်ဗျူဟာမှုပါတယ်လို့သိရပေမဲ့အတီတော့မပြုတ်နိုင်သေးဘူး။သေးတာကစစ်ခွေးဘက်ကတော်တော်များတယ်။ တိုက်ပွဲအတွင်းမှာပြည်သူတွေလည်းထိခိုက်ဒေဆုံးမှုတွေရှိနေတယ်။လက်ရှိမင်းလာမျိုးနယ်ကတိုက်ပွဲအခြေအနေကြောင့်တရက်တပင်အထက်ကကြောင်းအပါအဝင်ကြောင်းတချို့ပါပိတ်လိုက်ပြီးလို့ PDF စီရေးသတင်းအရှိမြစ်ကပြောဆိုပါတယ်။ပဲခူးတိုင်းအတွင်းမင်းလာမျိုးနယ်မှာရှိတဲ့တိုက်ပွဲဖြစ်ပွားရာနေရာအများစုမှာ PDF မြတ်စိုးမိုးထားပြီးစစ်ကောင်စီကမြို့နယ်ကွက်ကွက်တွင်သာတက်ဆွဲထားနေကြောင်းဒေသပြည်သူတချို့ကပြောဆိုပါတယ်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့စကိုင်းငလင်ကြောင့်ပြိုကျခဲ့တဲ့မန္တလေးနမ်းမြို့ရုပ်ကိုပြန်ပြင်ပေးရတဲ့မေနုအုပ်ချုပ်အပါအဝင်ရှေးဟောင်းနေရ28ခုကိုလေလာဆန်းစစ်ပေးဖို့စစ်ကောင်စီကတရုတ်ကိုအကူအညီတောင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်ပြိုကျခဲ့ရတဲ့မန္တလေးနမ်းမြို့ရုပ်ကိုပြန်ပြင်ပေးရတဲ့တောင်တမန်ကျောက်တော်ကြီးမခရရွှေစည်းကုံ မင်းနုအုပ်ချုပ်အပါအဝင်ရှေးဟောင်းနေရ28ခုကိုပြန်လည်ပြင်ဆင်ရေးလေလာဆန်းစစ်ပေးရင်စစ်ကောင်စီလက်အောက်ခံရှေးဟောင်းတုတိတနာနဲ့မြို့သားပြတိုက်ဦးစီးဌာနကတရုတ်နိုင်ငံကိုအကူအညီတောင်းလိုက်ပါတယ်။ဇော်လ16ရက်နေ့မန္တလေးမှာစစ်ကောင်စီလက်အောက်ခံရှေးဟောင်းတုတိတနာနဲ့မြို့သားပြတိုက်ဦးစီးဌာနညွန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ကတရုတ် National Cultural Heritage Administration နဲ့ Shenxi Provincial Cultural Heritage Administration မှပညာရှင်အဖွဲ့များကိုတွေ့ဆုံခဲ့ပြီး ငလင်တန်ကြောက်ထိကိုက်ပျက်စီးခဲ့တဲ့မန္တလေးနဲ့စကိုင်းမှာရှီယောင်အဆောက်အုံများနဲ့ပတ်သက်ပြီးအကူအညီတောင်းခံလိုက်ခြင်းဖြစ်ပါတယ်။မတ်လ28ရက်နေ့ငလင်တန်ကြောက်မန္တလေးနမ်းမြို့ရို့ပြအိုးပြတ်သက်များနန်းတော်နဲ့ရှီယောင်အဆောက်အုံများထိကိုက်ပျက်စီးခဲ့ရတဲ့အတွက်တရုတ်ပညာရှင်အဖွဲ့ကဝိုင်းဝန်းပူးပေါင်းကူညီထိမ့်သိမ်းပေးစီလိုကြောင်းတရုတ်မြန်မာချစ်ကြည်ရေးအနေနဲ့မန္တလေးနမ်းမြို့ရို့ပတ်လည် area မှာရှိတဲ့မြို့ဝင်ပေါင်းတရေပြည်တရေခိုပြအိုးပြတ်သက်မီတာအင်ကအပြည့်အစုံပအဝင်တဲ့တနေရာကိုပြုပြင်ပေးဖို့စစ်ကောင်စီကတောင်းဆိုထားပါတယ် ဒါအပြင်ငလင်တန်ကြောင့်ပျက်စီးသွားတဲ့တောင်တမန်ကြောက်တော်ကြီးမက္ခရာရွှေစည်းကုံမေနုအုပ်ကြောင့်မန္တလေးနှမ်းမြို့ယိုကွင်းစင်းလိလထားတဲ့အတွေ့အကြုံများကိုလိုချင်ကြောင်းတံပိုးကြီးမားပြီးအနုလက်ရရှိတဲ့ရှေးဟောင်းအဆောက်အအုံများကိုပြက်ပုံအတိုင်းထိမ့်သိမ့်ပြီးအန်ရဲကင်းအောင်နဲ့ထက်မှန်ပြိုကျခြင်းမရှိအောင်မြည်တို့ဆောင်ရွက်ရမှာကိုအကြံဉာဏ်ပေးစေလိုကြောင်းတရုတ်ပညာရှင်များကလည်းလိုအပ်တဲ့အချက်လက်များကိုပေးပို့သွားမယ်လို့ဆိုကြောင်းသိရှိရပါတယ်တရုတ်ပညာရှင်အဖွဲ့ကဇွန်လ၁၀ရက်နေ့မှဇွန်လ၁၇ရက်နေ့အထိမန္တလေးမြို့ကိုလာရောက်ပြီး ငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့မန္တလေးဒေသအင်းဝမခရယာစကိုင်းအဆရှိတဲ့ရှေးဟောင်အဆောက်28ရာကိုတွားရောက်လေလာကွင်းဆင်းခဲ့ကြောင်းမန္တလေးနမ်းမြို့ရုပ်ကိုလည်းထပ်မံလေလာမှဖြစ်ပြီးအစီရင်ခံစားလဲပေးဖို့မဲလို့ပြောဆိုကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖားကတ်မှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့များအကြတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှအရာရှိတချို့အပါအဝင်သိမ်းဆုပ်မှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဖားကတ်မြို့အကြံဖတ်စစ်ကောင်စီတပ်နဲ့ ် KIA ပူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှအရာရှိတချို့အပါအဝင်တိုက်ဆုံမှုများပြားကြောင်း KIA စီရေးတရင်အရှိမြစ်ကပြောကြားပါတယ်။ယနေ့ဇွန်လ18ရက်နေ့ဖားကန်မှာတိုက်ပွဲနှစ်နေရာဖြစ်ပွားနေပြီးမော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA PDF ပူပေါင်းတပ်ဖွဲ့ကတွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားများထိခိုက်တိုက်ဆုံမှုများပြားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ီမနက်မော်စီစာဖျားကုန်းကစစ်ကောင်စီတွေကို KIA နဲ့ PDF တွေကတွားရောက်တိုက်ခိုက်တဲ့အချိန်မှာသူတို့ဘက်ကအထိအခိုက်သိမ်းဆုံးများတယ်သူတို့ဘက်ကအကောင်ကြီးကြီးတကောင်လဲသိတယ်လို့သတင်းကြားတယ်လို့ KIA စီရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါအပြင်ဖားကတ်မော်ဝမ်းလေးရွာဖျားကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုလည်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှာမော်ဝမ်းလေးကြီးရွာကိုမကြသေးခင်ကမှစစ်ကြောင်းထုတ်ဝင်ရောက်တက်ဆွဲခဲ့ခြင်းဖြစ်ကြောင်း လက်တလုံးမော်ဝမ်းလေးနဲ့မော်ဝမ်းကြီးမှရှိတဲ့ပြည်သူများစစ်ပေးရှောင်ပြေးနေရကြောင်းဒေသပြည်သူများထံကနေသိရှိရပါတယ်။လလုံးစဲတော့ဖားကတ်မှာနှစ်နေရတိုက်ပွဲပြင်းထန်နေတဲ့ဒီမိုးကောင်းအခြေဆိုင်အမှတ်3ခြေလင်းတက်မဟာစစ်ကြောင်းကဖားကတ်ရောက်လာကြတဲ့ကတက်မဟာမူဘုံမူးကျုပ်ဇော်လက်ဦးဦးဆောင်တဲ့စစ်ကြောင်းရောက်လာကြတဲ့ကနေအဲ့ဒီစစ်ကြောင်းကဖားကတ်ပြည်သူအယောက်30ကျော်ကိုနှိပ်စက်တပ်ဖြတ်ထားပြီးလလုံးစဲဖားကတ်ပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်။အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကနေ ဖောက်ကန်ကကြောက်စိမ့်လုတ်ကွက်ကုမ္ပဏီတွေကိုမီးရှို့တယ်ပြည်သူတွေကိုတတ်ဖြတ်တယ်အကြမ်းဖက်မှုတွေနေတိုင်းလှုပ်ဆောင်နေပါတယ်လို့ KIA စီရေးတင်အရှိမြင့်ကပြောကြပါတယ်အကြမ်းဖက်စစ်တပ်ရဲ့မိုးကောင်းအခြေဆိုင်အမှတ်3ခြေလင်တပ်မဟာမစစ်ကြောင်းကဖောက်ကန်မြို့ကိုမေလနောက်ပိုင်းကတည်းကစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးယခုအခါရက်20နီးပါးရှိနေပြီဖြစ်ကနေတိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေ